တရက်ကလုံးကိုမှုကြိုင်သွားစေမယ်ဘန်ကော့ပြည်ဝသားကျော်လုံးနီလေးကိုမျှဝေပေးလိုက်ပါရယ်။အရင်ဆုံးဘန်ကော့ပြည်လူတွေကိုကက်ကြီးလင်းနဲ့ညှတ်ထားပေးလိုက်ပါမယ်။နောက်ထပ်ရေလေးထည့်ပေးပြီးသွားရဆိုရင်တော့စာနှစ်စွန်းလောက်ထပ်ထည့်ပေးပြီး10မိနစ်လောက်စိန်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ကျတုံဖြူလေးတွေကိုဓာပြရိုက်ပေးပြီးဂျင်းလေးတွေကိုလည်းလီထားပေးလိုက်ပါ။နောက်ထပ်ငရုတ်ပွားတော့အစိမ်းလေးတွေကိုလည်းလီထားပေးပြီးငရုတ်သေးအနီလေးတွေကိုလည်းကိုစားနိုင်သလောက်လီထားပေးလိုက်ပါမယ်။ပြီးရင်တော့ဝက်ပောင်သားလေးတွေကိုလည်းလီထားပေးလိုက်ပါ။ ဒါဆိုရင်တော့ဒီနေ့ချက်ဖို့အတွက်ပါပစ္စည်းလေးတွေကိုရပါပြီ။အိုးထဲမှာစီနေနေလောက်ဖြန့်ပေးပြီးပန်းကော်ဖီလေးတွေကိုအယောင်နှဲငယ်လောက်ပြောင်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်။ရသွားပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါ။နောက်ထပ်အိုးထဲမှာစီနေနေလောက်ထပ်တက်ပေးပြီးဝက်ပေါင်သားလေးတွေကိုအယောင်ပြောင်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်။ပြီးရင်တော့ဂျင်းကျက်သွပြူထပ်ပေးပြီးအနံမွေးလာတဲ့အထိကြော်ထားပေးလိုက်ပါ။အနံမွေးလာပြီဆိုရင်တော့ငရုတ်ကလေးတွေကိုထပ်တက်ပေးပြီးမီးပြင်းပြင်းလေးနဲ့ပဲကြော်ထားပေးလိုက်ပါမယ်။ ပြီးရင်တော့ပန်းကော်ဖီလေးတွေကိုထည့်ပေးပြီးတေချာလေးမွေထားပေးလိုက်ပါနောက်ထပ်အရသာအတွက်စာချက်သားမုန့်ထည့်ပေးပြီးသွားပြီဆိုရင်တော့နှံ့သွားအောင်မွေထားပေးလိုက်ပါမယ်ပြီးရင်တော့ကူကင်းဝိုင်တစ်စွန်းလောက်ကိုဘေးကနေပတ်ထည့်ပေးပြီးတော့ကြော်ထားပေးလိုက်ပါမယ်နောက်ထပ်ပန်းကံပြရဲ့အကြီးတစွန်းပန်းကံပြရဲ့အနောက်ခယူးစီထည့်ပြီးတော့တေချာလေးမွေထားပေးလိုက်ပါ နောက်ဆုံးမွေးသွားအောင်လို့ကျက်သွမ်းမိန်လေးထပ်ထည့်ပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့ပန်းခေါ်ပြီးဝက်သားကြော်လေးကိုရပါပြီနော်ဒီဟင်းလေးကစားလို့ရန်ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်